အားလုံးပဲမင်္ဂလာပါနော်ဒီဗီဒီယိုလေးမှာတော့ကမ္ဘောဒီးယားနိုင်ငံမှာကျွန်တော်တလဗီဇာဘယ်လိုတက်တန်းတိုးရလဲဆိုတာကိုကျွန်တော်ကျွန်တော်ကိုယ်တိုင်တက်တန်းတိုးခဲ့တဲ့တွေ့ကြုံလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်နော်ပုံမှန်အဖြစ်တလဗီဇာကိုကျွန်တော်တို့ airport arrival မှာကျွန်တော်တို့တက်တန်းတိုးလို့ရမှာဖြစ်ပြီးအမေမီအနေဖြင့်အာ airport arrival မှာတက်တန်းမတိုးပဲအခြားမိမိရဲ့ဆလေးရဲ့ဗီဇာနဲ့ဖြစ်စေအခြားဗီဇာနဲ့ဖြစ်ဖြစ်နေထိုင်လို့မိမိရဲ့အကြောင်းအရာတစ်ခုခုအာအဆင်မပြေလို့ ဗီဇာလည်းတဒန်းကုန်တော့မယ်ညီလည်းတလားလောက်တဒန်းတိုးခြင်းနေတဲ့သူတွေကိုကျွန်တော်တို့ရည်ညွှန်းပြီးတော့ဒီဗီဒီယိုလေးနဲ့ရှင်းပြခြင်းဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုဘုဒ္ဓရာပွဲရာအကြောင်းအရာများကိုကျွန်တော်ရှင်းလင်းတင်ဆက်အောင်မှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့အကြံပေးပါရစေနော်ကျွန်တော်တို့ပြမဆုံး immigration ရုံးကိုတည်တန်းတိုးဖို့မတော်မီ lower tax sign စာတန်းတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်เนาะ lower tax sign စာတန်းတွေကတော့ပြမဆုံးချက်ကတော့ကျွန်တော်တို့ မိမိရဲ့ passport စာအုပ်လိုအပ်မှာဖြစ်ပြီးဒုတိယအချက်ကတော့ကျွန်တော်တို့ passport site တပုံတပုံလိုအပ်ပါတယ်နော်တတိယတစ်ခုကတော့ကျွန်တော်တို့ FPCF form လိုအပ်မှာဖြစ်ပြီး FPCF form ကတော့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ကွန်မိုရီယာမှာနေထိုင်တဲ့ hotel မိမိနေထိုင်တဲ့ hotel ဖြစ်စေ hostel ဖြစ်စေ apartment စီကနေကျွန်တော်တို့တောင်းခံထားတဲ့နေထိုင်ကြောင်းထောက်ခံစာဖြစ်ပါတယ်နော်ဒါကဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာ DN30 ယူသလို DN30 လို့ပုံစံမျိုးနေထိုင်ကြောင်းထောက်ခံစာဖြစ်ပါတယ်နော် ောက်ဆုံးချက်အနေနဲ့ကတော့ကျွန်တော်တို့ဗီဇာတက်တန်းခါဒေါ်လာ30ပြီးစီရမှာဖြစ်လို့ဒေါ်လာ30လေးယူသွားဖို့လည်းမပြီးနိုင်ဘူးเนาะမိရဲ့ size ရန်နေစုံလင်သွားပြီဆိုရင်တော့ကျွန်တော်တို့ Cambodia Immigration Department ကိုကျွန်တော်သွားရမှာဖြစ်ပြီးကျွန်တော်တို့အိမ်မှာ map မှာ map မှာဆိုရင်လည်းကျွန်တော်တို့ set box ကနေပြီးတော့အလွယ်တကူရိုက်ရှာနိုင်ပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့ရဲ့မိမိရဲ့နေထိုင်စီကနေတုတ်တုတ်ဖြစ်စေအာဂရက်ဖြစ်စေ ငါသွားလို့ရပြီကျွန်တော်တို့ရောင်းဖွင့်ချိန်လေးကတော့မနေ့9:30ကနေနေ့လယ်7:30အထိသူတို့လှုပ်လှုပ်ပါတယ်နော်7:30ကျော်ရင်လည်းသူတို့သမင်းစားပရိသမင်းစားနားချိန်ယူပြီးတော့ကျွန်တော်တို့2နာရီရနေပြီးတော့မှ9နာရီခွဲထိသူတို့လှုပ်လှုပ်ပါတယ်နော်ရောက်ရောက်ချင်းအဝင်ဝမှာပဲဗီဇာဗီဇာဆန်ရှိဆိုတဲ့ဌာနကိုတွေ့မှာဖြစ်ပြီးအထက်မှာတော့လူတွေအများကြီးစောင့်နေလို့အတင်းနေနေစောစောလေးတွားဖို့တော့အကြံပြုကြံပါတယ်နော် အစောရဲ့ဝင်ချင်းညာဘက်တော့မှာတော့ visa extension တိုးတဲ့နေရာကောင်တာတွေ့မှာဖြစ်ပြီးကျွန်တော်တို့ယူလာတဲ့ကျွန်တော်တို့ passport စာအုပ်ရဲ့ passport site ဓာတ်ပုံတပုံရဲ့ FBC ရဲ့ဖောင်ပြေထားတဲ့ကျွန်တော်တို့ရဲ့ QR စခွင့်ရဲ့ကိုသူတို့ကိုပေးပို့ရမှာဖြစ်ပြီးကျွန်တော်တို့ရဲ့ပတ်စံအနေနဲ့ကတော့ဒေါ်လာ30ပေးချေရမှာဖြစ်ပြီးအာအားရပြီးရင်တော့သူတို့ကျွန်တော်တို့ကိုဖောင်ပြေဖို့စာရွက်ရပေးပါလိမ့်မယ်နော်အဲ့ဖောင်ထဲမှာတော့ကျွန်တော်တို့ရဲ့ password တပုံ password book site တပုံရဲ့ကျွန်တော်တို့မွေးတက်ကလေးအမီအာနေရလိပ်စာတွေကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပြီးအဲအဲ့ဒါတွေဖြည့်ပြီးနော်သူ့တစ်ချက်ပြန်သွားပေးပြီးကျွန်တော်တို့နောက်ထပ်အနေနဲ့တော့သူတို့ကကျွန်တော်တို့ simple စာရွက်ဒီဇိုင်းရဲ့ကျွန်တော်တို့ဟို blah စာရွက် A4 စာရွက်တစ်စောင်ရေးပေးပါလိမ့်မယ်။အဲ့ A4 ထားရတဲ့တော်မှာသူပြောတဲ့ simple စာရွက်တဲ့အတိုင်းတို့ရဲ့နာမည်ပတ်စိုးပဲချေယုံမယ်အကုန်ကူးချပြီးတော့သူ့ကိုတဆင့်ပြန်ပေးပြီးတော့အာကျွန်တော်တို့ဟို ကုန်ကြငွေဒေါ်လာ30ကိုငွေပေးချေရမှာဖြစ်ပြီးအဲငွေပေးချေပြီးတော့တို့အနေနဲ့ကျွန်တော်တို့စာရွက်လေးတစ်စောင်ထုတ်ပေးလိုက်မှာဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့ဘယ်ချိန်ဘယ်နေ့ရက်မှာ password ပြန်လာယူဖို့တို့တို့တစ်ချက်ကျွန်တော်တို့ပြောပါလိမ့်မယ်နော်အနည်းဆုံးတော့ကျွန်တော်တို့တစ်ပတ်လောက်9ရက်လောက်ကျွန်တော်တို့အနည်းဆုံးစောင့်ရမှာဖြစ်ပြီးဒါပေမဲ့တို့ရက်ချိန်နဲ့မူတည်ပြီးတော့ကျွန်တော်တို့အာတို့ချိန်တဲ့နေ့မှာ password password ပြန်လာယူ password ပြန်လာယူပြီးရင်တော့ကျွန်တော်တို့ရဲ့ အာဘတ်ဆိုရဲမှာတော့သူတို့တစ်စိတ်လုံးထုထားတဲ့အာကျွန်တော်တို့ဗဲနေတီဗီဇာတလဗီဇာကိုဗဲနေတီတင်နေထိုင်လို့ရပါကြောင်းသူတို့စာဟိုတုံးထုထားကိုတင်တွေ့ပါလိမ့်မယ်နော်အဲ့ဒါ project တွေပြီးသွားရင်တော့ကျွန်တော်တို့ရဲ့ကမ္ဘောဒီးယားနိုင်ငံမှာအာတလဗီဇာဒိုရာကျွန်တော်တို့ဟိုမှာအာမေဇွာဘက်ဘတ်ဆိုတတန်တိုးနိုင်ခဲ့ပါပြီနော်နောက်လဲဒီလိုကြိုးချီးတဲ့စာများကိုကျွန်တော်မျှဝေမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပေးရစီနော်